တနင်္သာရီတိုင်းပလောမြို့နယ်ပုတ်ချံအခြေဆိုင်ခလာယာစက်ခွန်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီရဲ့အတင်းအဓမ္မတတ်တာစုဆောင်ခံထားတဲ့လူငယ်နှစ်ယောက်ဟာမြိတ်ခရိုင်အမတ်တက်ရင်ကိုလက်နက်ခဲယမ်းတွေနဲ့အတူဗက်ပြောင်းခုတ်လုံလာတယ်လို့တိုင်ရင်စီကတီးရပါဗျာ။ ပြီးခဲ့တဲ့ဇော်လာ23ရက်နေ့မှာဗုဒ္ဓံအခြေဆိုင်ခလာယစက်ခွန်ကတက်ကြကြီးအကူစည်ရေးတအူးနဲ့သူတက်ကြတအူးတို့ဟာပြည်သူ့ကာကွယ်ရေးတပ်မတော်ဘျူဟာ35နယ်မြေမြင့်ခရိုင်အမတ်တတရင်ကိုလက်နက်ခဲယမ်းတွေနဲ့အတူဗက်ပြောင်ခုတ်လုံလာတယ်လို့သိရပါဗျ။ဗက်ပြောင်ခုတ်လုံလာသူတွေဟာစစ်ကောင်စီရဲ့ပြည်သူ့စစ်မှုထမ်းအခြေခံစစ်တင်တဲ့အပတ်စဉ်နှစ်အတွက်အတင်းအဓမ္မစုဆောင်းခံရသူတွေဖြစ်ပြီးတော့ခလာယစက်ခွန်မှာတာဝန်ချထားခံရတယ်လို့သိရပါဗျ။ သူတို့ဘက်ပြန်ခုတ်လုံလာချိန်မှာတော့သူတို့နဲ့အတူလက်နက်ခဲယမ်းတွေကိုပါယူဆောင်လာခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့တရင်မှာပဲကောင်းကောင်းမွန်မွန်ထားရှိထားပြီးစုကြေးငွေပေးနိုင်ဖို့အတွက်ကာကွယ်ရေးဝန်ကြီးဌာနကိုတင်ပြထားတယ်လို့သူကဆက်ပြောပါတယ်။ပဲပြောင်းခုတ်လုံလာသူတွေကို People Radio မြန်မာအနေနဲ့ဆက်တွေ့ဖို့စူးစမ်းပေမဲ့သူတို့ရဲ့လုံခြုံရေးအခြေအနေကဆက်တွေ့လို့မရနိုင်ပါဘူး။ မြေခရိုင်အမတ်တက်ရင်အနေနဲ့စစ်ကောင်စီလက်အောက်ကနေရုံထွက်လာမဲ့ဗဒုကုံမဆိုအမြဲတမ်းလက်ကမ်းကြိုဆိုလျက်ရှိတယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီတပ်အတွင်းမှာအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိတာဝန်ထမ်းဆောင်နေရသူတွေအနေနဲ့တတိမွေးပြီးရုံထွက်ခဲ့ကြဖို့ကိုလည်းမြေခရိုင်အမတ်တက်ရင်ကတိုက်တွန်းထားပါတယ်။